မင်္ဂလာပါနားဆင်သူတို့ရှင်ဒီနေ့အဆီဇင်မှာတော့လူကြိုက်များတဲ့ကိုလက်လှူရှာမှုတစ်ခုဖြစ်တဲ့ဂျိုးခုံကြီးရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဆွေးနွေးပေးသွားမှာပါဂျိုးခုံတာကကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါအကျိုးရှိတယ်ဆိုပေမဲ့မာယူစွာလုံးမိရင်ထိခိုက်နိုင်တာမို့တေချာတိထားဖို့လိုပါတယ်ရှင်ပထမဆုံးအနေနဲ့ကောင်းကျိုး၅ချက်ကို ပြောပြပါမယ်ရှင်တိနှလုံးကြက်မာရေဂျိုးခုံတာကနှလုံးခုန်နှုန်းကိုမြန်ဆေပြီးသွေးလက်ပမှုကောင်းစေပါတယ်နှစ် chút ta tầm mà mũ, chế tạ lông, bóng, vãn phải chút ta ý gô tầm mà xe bà rè. Tông, kè lòng chua mụt, tờ này chú khung nhìn khu nè gà mạ tự thông kè lô lòng chua nành bà rè. Lì, hàn chất nhì mụ, khăn đà gô yẹ hàn chất thanh nành xoàn gô tù chất xe bà rè. Ngá, xe phí xì mụ yò chà mụ, endorphin hò mông thất xì xì đuý chì lên xe bà rè. Thì tức khu gà rò ở ở chuẩn mà lâu thổ tờ đi bê chân bà rè. Đu nữ chê chinh huyết thị khai mụ, đu nữ chê chinh huyết thị khai mụ, ကျိုးအမြင့်ကြီးခုံတာမြေပြင်မှာလှုပ်တာတွေကအစစ်တွေကိုတန်ဖစ်စေနိုင်ပါတယ်။အာရင်ကုန်ခတ်မှုအချင်းကြကြကျိုးခုံရင်ကျွတ်သားနာခြင်းမှုထစ်စေနိုင်ပါလေ။နှလုံးတုံလို့မှုနှလုံးယောဂါရှိသူတွေအလုံးအကျွံမလှုပ်တင်ပါဘူးရှင်။အကျံဖူချက်တစ်ချိန်လင်း7မိနစ်မှ15မိနစ်သာလှုပ်ပါ။ကျိုးခုံဖို့တင့်တော်တဲ့ဖိနတ်နဲ့ပျော်ပြန်းတဲ့မြေပြင်ကိုရွေးချယ်ပါ။ဒီတော့ကျိုးခုံတာကကျမ်းမာရေးအတွက်ကောင်းပေမဲ့အတိုင်းအတာနဲ့လှုပ်ဖို့လိုပါတဲ့။နေ့တိုင်း15မိနစ်လောက်ကျိုးခုံပြီးရေများများတောက်ရင် တင့်ရဲ့ fitness goal တွေအောင်မြင်နိုင်ပါမယ်။နားဆင်ပေးတဲ့အထွတ်ကျေးဇူးတင်ပါတယ်ရှင်။နောက်အစီအစဉ်မှာဆက်လက်တွေ့ကြပါမယ်။ဘဲအကြောင်းအရာကိုတင်ဆက်ပေးစီချက်တလေအကြံပြုပေးခဲ့ပါရှင်။